င်္ဂလာပါငွေကြေးဆိုင်ရာအသိပညာတစ်ခုအနေနဲ့ငွေဖြစ်လွယ်စွာသို့မဟုတ် liquidity ဆိုတဲ့ပုံသဒ္ဒါလေးကိုဝေမျှပေးခြင်းပါတယ်ဆိုပါတော့မိတ်ဆွေမှာရင်းနှီးစုဆောင်ငွေ3000လောက်ရှိနေပြီးတော့ဒါမိတ်ဆွေကိုယ်တိုင်ကလည်းဇီဝိုင်းလုပ်ငန်းတစ်ခုကိုစတင်လှုပ်ဆောင်ဖို့စိတ်အားထက်သန်နေပြီးတော့စတဲ့အကောင့်တွေပေါ်ပြီးဆိုပါတော့ဒါဆိုရင်လက်ထက်မှာရှိရဲ့3000လုံးကိုစီးပွားရေးတဲ့တလုံးတစ်ခဲတဲ့ပြစ်ထည့်ပြီးတော့အလုံးလုံးမယ်လို့တွေးမလားဘယ်တွေးမလဲစီးပွားရေးထဲကိုအချို့တော့ဝက်ကိုထည့်ပြီးတော့ ပမာဏတစ်ခုကိုတော့လက်ထဲမှာဒါအဆောက်အအနေနဲ့ခြံတော်ဥမှာပေါ့ဒါမှလည်းစီးပွားရေးကထင်တယ်လို့မမြတ်သေးပဲနဲ့နောက်ထပ်ငွေကြေးတွေကြားကန်ဖို့လိုအပ်လာမယ်ဆိုရင်အစင်းနဲ့ဖြစ်နေမှာဖြစ်တယ်လို့ထင်သလောက်ပောက်ပြီးတော့ဒါမြတ်လာတဲ့အခါကျရင်လည်းလုပ်ငန်းတိုးချဲ့ဖို့ငွေကြေးကလိုအပ်လာဦးမှာဖြစ်တယ်ဒီတော့ကသိန်းတစ်ထောင်မှာ900လောက်ကိုလုပ်ငန်းအတွက်သုံးပြီးတော့300လောက်ကိုချန်ထားလိုက်မယ်ဒါဆိုရင်နောက်ထပ်တွေးရမှာကအဲ့ဒီ300ကိုလက်ထဲမှာထားမလားဒါမှမဟုတ် ကနေအောင်မှာတိမ့်တာမလားဒါမှမဟုတ်ဖန်တန်းမှာပဲတော်ပြီးအပ်လိုက်မလားမိစွေဘယ်လိုလုပ်မလဲစဉ်းစားလေနောက်တစ်တခုကတော့မိစွေကစီးပွားရေးလုပ်ငန်းမလုပ်ဘဲနဲ့ရုံးဝန်ထမ်းတူဆိုပါတော့ဒီတော့ရတဲ့လောက်ခါကိုလာစဉ်စုဆောင်းလာရင်နဲ့စိတ်သိမ်းတော့ရလာပြီထားပါတော့ဒါဆိုရင်မိကုန်းကအတူတူပဲဒီစိတ်သိမ်းကိုလက်ထဲထားမလားတစ်တာတဲ့တော့ခတ်သိမ်းတာမလားဘာမှသွားအပ်မလားဒီတော့လက်ထဲမှာထားလို့ကတော့လုံးလုံးအဆင်မပြေတာတည်သားလာပါတယ် ဒီငွေတွေကိုတခိုးပဲခိုးမလားမီးပဲလောင်မလားငွေတုံးဖေကုထိုင်ပြီးတော့စိတ်မပျော်အိတ်မပျော်စိတ်မချဖြစ်နေရမှာဒါပရမအုံဆုံးပြဒနာဒါပေမဲ့မိတ်ဆွေကတန်ကွန်ချာခုနထက်လောက်ခရံပြီးတော့စစ်တက်တက်တက်စာလောက်လုံချုံရေးရှိနေတယ်ဆိုရင်တော့မဒီငွေကိုလက်ထဲထားရတာအဆင်မပြေဘူးအဆင်မပြေဘူးဘာလို့လဲဆိုတော့လက်ထဲမှာရှိတဲ့ငွေလေးကိုတရက်တစ်ခါထုတ်ရပြီးတော့ဒါဂျေနက်ပီတိဖြစ်နေရတာမျိုးမိတ်ဆွေကအဲ့ဒီ feeling မျိုးရကျင်တယ်လေ ဲ့လို feeling မျိုးကလည်းဒါရကြတယ်လေအဲ့ဒီတော့ဒါအဆောင်အချက်တော့တူတူမြများနဲ့လက်ထဲမှာငွေကိုတင်ထားမယ်အဆင်မပြေဘူးလားအော်ဘလောက်လုံးကျုံမဲ့ရှိနေပါစေလက်ထဲမှာဒီထားတဲ့ငွေကအဲကြာလာတဲ့အခါမှာဒါတန်ဖိုးရော့လီလီဖြစ်လာတာပဲဖြစ်တယ်။ဒါကြောင့်အဆင်မပြေဘူးလို့ပြောတာဖြစ်တယ်။မြန်မာကျပ်ငွေဆိုရင်ပိုတော့မှဆိုးဦးမယ်။ဘာကြောင့်တန်ဖိုးရော့လာရတာလဲဆိုတော့ငွေကြေးဖုံးပွားမှုလို့ခေါ်တဲ့ဒါ inflation ဆိုတဲ့ဒါလက်မဲကြီးကြောင့်ပဲဖြစ်ပါတယ်။ ငွေကြေးဖောင်းပွားမှု inflation အကြောင်းကိုဒါကျွန်တော်ဗီဒီယိုနဲ့တည်တည်ချာချာကောက်ကနနရှင်းပြပေးထားပါတယ်အဲ့တော့ဒီဗီဒီယိုရဲ့အောက် description မှာဒါ link လေးပေးထားပါမယ်အဲ့ဒါလေးကိုအဲနားဆင်ပြီးတော့လေ့လာကြည့်ပါမြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွားမှုနှုန်းက၈ရာခိုင်နှုန်း900ရာခိုင်နှုန်းအမျိုးမျိုးပြောလို့ရှိကြပေမဲ့လည်း100ရာခိုင်နှုန်းလို့အလွယ်မှတ်လိုက်ပါတော့။ဒါဆိုလိုတာကလက်ထဲမှာထားတဲ့ငွေကတစ်နှစ်ကို100ရာခိုင်နှုန်းတန်ဖိုးရော့နေတယ်ပေါ့။ဒီနှစ်မှာ300နဲ့ဝယ်လို့ရတဲ့ PC က နောက်နေ့မှာဆေးရခိုင်နှုန်းငွေကြီးဖောင်းပွမှုကြောင့်အဲ့ဒီပစ္စည်းကိုပဲ3130နဲ့ဝယ်မှသာရပါတော့မယ်ဆိုလိုတာကမိစွေက3100ကို10နှစ်တိတိလက်ထက်မှာတင်ထားမယ်ငွေကြီးဖောင်းပွမှုနှုန်းကလည်းတနေ့ကိုဆေးရခိုင်နှုန်းသာမှန်မှန်ရှိနေမယ်ဆိုရင်10နှစ်အကြာမှာမိစွေလက်ထက်ကငွေ3100ကဘာတန်ဖိုးမှရှိတော့မှာမဟုတ်ဘူးမရှိတော့ဘူးဆိုတာတန်ဖိုးကိုပြောတာငွေစက်ကိုအရွယ်လေးတွေကိုရည်ချင်ရင်တော့3100ပမာဏကရှိနေအောင်မှာပဲဖြစ်တယ်တကယ်လို့ငွေကြီးဖောင်းပွတာက ဆရာကနှုံးထက်များသွားမယ်ဆိုရင်တော့တော်ပြီပေါ့ဒါဆိုရင်ဗန်ထဲမှာထားရင်ရောအဆင်ပြေမလားဗန်ကတော့လက်ထဲမှာထားတာထက်ပို့ပြီးတော့စိတ်ချရတယ်အတိုးနှုံးလည်းရတယ်ဒါပေမဲ့ဗန်တိုးဆိုတော့ကငွေကြီးဖောက်မှမနှုံးရင်အောက်ကိုရော့ပြီးတော့ပေးလေးရှိတယ်လက်ရှိတနစ်ကို800ခိုင်နှုံးပေးနေတာဖြစ်တဲ့အတွက်တနစ်ကိုငွေကြီးဖောက်မှမနှုံး100ခိုင်နှုံးမှာနှစ်ရာခိုင်နှုံးကတော့တန်ဖိုးရော့နေအောင်မှာဖြစ်ပါတယ်ဒီနေရာမှာ အတံပြစ်ပြန်လည်တင်ဆက်ပြသူကျွန်တော်အနေနဲ့ဖြည့်ဆွပြီးပြောလိုတာကဇေယကောင်းအင်းဆို strategy ကဒီစောင်းပါကို2018ဝင်းကျင်ကရေးခဲ့တာဖြစ်ပြီးတော့အခုကျွန်တော်ပြန်ပြီးတော့အတံပြစ်တင်ဆက်တဲ့အချိန်က2023ဖြစ်ပါတယ်ခင်ဗျာ community မှာလည်းဒီလိုပဲဖြစ်ပါတယ်လုပ်ငန်းအတွက်အသင့်ရှိပဲပြီးတော့ငွေချို့ကိုဖဲထုတ်ထားပြီးမယ်လေငွေကိုလက်ထဲထားရင်တန်ဖိုးရောမယ် အဲ့တော့ဘန်နဲ့ထည့်မယ်။ဘန်နဲ့ထည့်ရင်လည်းတန်ဖိုးနော်နော်နည်းနည်းရော့အောင်ပဲဆိုတော့လုံးလုံးတန်ဖိုးမလျော့ပဲနဲ့မျက်တောင်မျက်နှာနဲ့ဤကိုတန်ဖိုးမလျော့ပဲနဲ့လုံးဝမျက်နှာနဲ့ဤကိုရှာဖွေလာကြတယ်။ပတ်စံကိုပါလို့ဖယ်ထားရတာလဲဆိုတဲ့ရည်ပဲချက်ကလုံငန်းငွေလိုအပ်လာတဲ့အချိန်မှာအချက်ချင်းထောက်ခံမတည်ပေးဖို့ဖြစ်တဲ့အတွက်တန်ဖိုးလည်းမလျော့ရဘူး။မျက်လည်းမျက်နှာနဲ့ငွေလိုတဲ့အချိန်မှာလည်း ချက်ချင်းငွေအဖြစ်ကိုပြောင်းလဲနိုင်မဲ့နီလန်းတွေကိုရှောင်ဝေဖော်ထုတ်လာကြပါတော့တယ်။ဒီနီလန်းကတော့ liquidity မြင့်တဲ့ပိုင်ဆိုင်မှုတွေကိုဝယ်ယူထားခြင်းပဲဖြစ်တယ်။ liquidity ဆိုတာကိုတိုက်ရိုက်ဘာသာ ပြေရရင်တော့အရေးဖြစ်လွယ်စွမ်းလို့ဘာသာပြန်လို့ရတယ်။ဥပမာတထုတစ်ခုခုကအခဲအခြေအနေကနေအရေးအခြေအနေကိုဘယ်အပူအခြေအနေမှာပြောင်းလဲနိုင်လဲဆိုတာကဒါ liquidity ဖြစ်ပါတယ်။ဥပမာရေခဲက အရေအဖြစ်ကို1 degree celsius မှာစပြီးတော့ပြောင်းလဲပေးမယ်လေ။တန်ကတော့တန်ကတော့အရေဘဝကို1000 degree celsius ချမှာပြောင်းတယ်။ဒီတော့ရေခဲကတန်ထက်အရေဖြစ်နိုင်စွာမြင့်နေလို့ဆိုရမှာဖြစ်ပါတယ်။ကျွန်တော်တို့ finance အပိုင်းမှာကြတော့ liquidity ဆိုတာကပိုင်ဆံမှု asset တစ်ခုရဲ့လက်ရှိဖြစ်နေတဲ့ဈေးကွက်ပေါက်ဈေးထက်မလျော့စေဘဲနဲ့ငွေအဖြစ်ကိုအမြန်ဆုံးအလွယ်ဆုံးပြောင်းလဲနိုင်စွာကို liquidity လို့ခေါ်ပါတယ်။ဒီနေရာမှာ ဈေးကွက်ပေါက်ဈေးဆိုတဲ့စကားစုလေးကအရေးပါဆုံးဖြစ်ပါတယ်။ဥပမာကျွန်တော်ကဈေးကွက်ပေါက်ဈေးအရာ3000တန်းမြေကွက်တစ်ကွက်ကိုဝယ်လိုက်ပြီးတော့ငွေလိုတဲ့အတွက်အဲ့ဒီမြေကွက်ကို3400ရော့ပြီးတော့ဘိုက်နာတဲ့ဈေးနဲ့3600နဲ့ရောင်းမယ်ဆိုရင်ချက်ချင်းရောင်းထွက်သွားနိုင်ပါတယ်။ချက်ချင်းငွေအဖြစ်ရောင်းထွက်သွားတာမို့လို့ဒီမြေကွက်က liquidity ကောင်းတယ်လို့လည်းပြောလို့မရဘူး။ဘာကြောင့်လဲဆိုတော့ဈေးကွက်ပေါက်ဈေး3000ပြန်ပြီးမရလို့ပဲဖြစ်ပါတယ်။ liquidity က ပစ္စည်းအမျိုးအစားချင်းတူနေတောင်မှအခြားသောအခြေအနေတွေပေါ်မူတည်ပြီးတော့ဒီဂရီကွဲပြားမှုရှိပါသေးတယ်။ဆိုပါတော့အထက်ကမြေခွက်ပေါ့။သိန်းတစ်ထောင်တန်းမြေခွက်ချင်းအတူတူဖြစ်ပေမဲ့လမ်းစုံမှာရှိတဲ့မြေခွက်နဲ့ဟိုးရက်ကွက်အတွင်ပိုင်းအထက်ကမြေခွက်ဒီမြေခွက်တွေမှာငွေဖြည့်လွယ်စား liquidity ကလည်းကွဲပြားသွားပါသေးတယ်။အထက်ကကုမ္ပဏီအကြောင်းကိုပြန်ဆက်ရမယ်ဆိုရင်ကုမ္ပဏီတွေကလက်ထက်မှာရှိတဲ့ငွေတွေကို liquidity ကောင်းတဲ့ပိုင်ဆိုင်မှုဖြစ်ရမယ်အပြင် အမြတ်ပါရနိုင်မဲ့ပန်ဆိုင်မှုတွေအဖြစ်ပြောင်းလဲထားလင်းကြတယ်။ဒါကငွေတန်ဖိုးရောတာကိုကာကွယ်ပေးသားဖြစ်သလိုကုမ္ပဏီရဲ့ financing activity အနေနဲ့ငွေ အပိုရစေတဲ့ငွေရလန်တစ်ခုဖြစ်ရယူလိုက်ကြတာဖြစ်ပါတယ်။ကုမ္ပဏီတွေအနေနဲ့အများဆုံးရွေးချယ်ဝယ်ယူလေးရှိကြတဲ့ liquidity မြင့်ပိုက်ဆံမှုတွေကတော့ share တွေအထူးသဘောတူညီချက်နဲ့ဘုံငွေကြေးစာချုပ်တွေခိုင်မာတဲ့နိုင်ငံခြားငွေကြေးတွေကိုဝယ်ယူထားလေးရှိပါတယ်။ share ဆိုတဲ့နေရာမှာလဲ listed လုပ်ပြီးတော့ stock အချိန်မှာတင်ရောင်းနေတဲ့ share တွေကိုဝယ်ယူတတ်ကြသလိုတခြားကုမ္ပဏီတွေမှာလည်း share အဖြစ်ထည့်ဝင်ထားတတ်ကြတယ်။ stock အချိန်တင် share တွေကတော့အခုရောင်းခြင်းရင် အခုငွေအဖြစ်ဖန်တီးလို့ရသလိုမျိုးနိုင်ငံခြားငွေလိုမျိုးပိုင်ဆိုင်မှုတွေကလည်းဈေးကွက်ပေါက်ဈေးကိုမထိပဲနဲ့ချက်ချင်းငွေအဖြစ်ပြောင်းလို့ရပါတယ်။ဒါအပြင် share တွေနိုင်ငံခြားငွေတွေက အမြတ်ကိုလည်းမျှော်မှန်းလို့ရနိုင်ပါသေးတယ်။လွန်ခဲ့တဲ့10နှစ်ကနေ ဒါအခု2019အထိလေ့လာကြည့်မယ်ဆိုရင်နိုင်ငံခြားငွေတွေရဲ့ခိုင်မာမှုတွေကိုတွေ့နိုင်ပါတယ်2009ခုနှစ်ကနေ2019ခုနှစ်နိုင်ငံခြားငွေတန်ဖိုးတွေကိုကြည့်မယ်ဆိုရင် UO ငွေကြေးကအမေရိကန်ဒေါ်လာနဲ့ရှင်းလိုက်မယ်ဆိုရင်တန်ဖိုးမလျော့ယုံတာမကဘူးပို့ပြီးတော့မာလာတာကိုတွေ့ရမှာဖြစ်တယ်မြန်မာငွေကရော2009ခုနှစ်တုန်းကအမေရိကန်ဘနက်ဒေါ်လာလောက်နဲ့ညီလဲဆိုတာကိုတွေးကြည့်မယ်ဆိုရင်တော့ ငွေတံမှုဘလောက်တောင်မှရော့လာတယ်ဆိုတာကိုစစ်သိမ်းထဖွဲမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ကုမ္ပဏီတွေက liquidity မြင့်ပိုင်ဆိုင်မှုတွေကိုဝယ်လိရှိပါတယ်။နောက်တစ်ရွေးချက်တစ်ခုအနေနဲ့လည်းကုမ္ပဏီတွေက liquidity မြင့်ပိုင်ဆိုင်မှုတွေကိုဝယ်လိရှိကြပါသေးတယ်။ဒါကတော့အကယ်လို့ကုမ္ပဏီအနေနဲ့ financial crisis ကြောင့်လို့ငွေအရေးပေါ်လိုအပ်လာရင်ကုမ္ပဏီရဲ့အဲ့ဒီ liquidity မြင့်ပိုင်ဆိုင်မှု asset တွေကကယ်ပေါက်တွေဖြစ်နေအောင်ရမှာဖြစ်တယ်။ဒါကြောင့်လုပ်ငန်းကြီးတစ်ခုရဲ့ CEO တွေက မိမိလုပ်ငန်းရဲ့ liquidity ratio ငွေဖြစ်လွယ်စွာပိုင်ဆိုင်မှုပမာဏတွေကိုစံတန်နှုန်းဒါစံတက်မှတ်နှုန်းတစ်ခုအတွင်းမှာတည်ရှိနေအောင်စူးစမ်းထိန်းသိမ်းလေ့ရှိကြတယ်။တစ်ခါတော့ကသင်္ဘောလောကမှာတိတ်ကိုကြီးမားတဲ့သင်္ဘောလိုင်းကြီးတစ်ခုရှိတယ်။တန်းချိန်3000အထက်ပေလကူးသင်္ဘောကြီးအစင်း1000လောက်ပိုင်တဲ့ company ကြီးက financial crisis ငွေကြေးအကျပ်အတီးကျုံပြီးတော့ပြိုလဲသွားတယ်။ပြိုလဲသွားတဲ့အကြောင်းရင်းတွေထဲမှာ ကုမ္ပဏီမှာ liquidity asset တွေမရှိတာကြောင့်လည်းပါဝင်ပါတယ်တဲ့တန်ချိန်3000ရှိတယ်ပင်လယ်ကူးတင်မောဆိုတာကတင်မောထိတ်ကနေတင်မောဥကနေဟုတ်နောက်ဆုံးအထိပုံမှန်လမ်းလျှောက်မယ်ဆိုရင်တော့10မိနစ်15မိနစ်လောက်လျှောက်ရအောင်လောက်ထိခိုးတာကြီးမားပြီးတော့ပင်မအင်ဂျင်ကြီးတက်တက်ကလည်းဒါလေးထက်တိုက်တလုံးစာလောက်ကိုရှိတယ်ဒေါ်လာလည်းတိမ့်တန်းနဲ့ချီပြီးတော့တစ်စီးတစ်စီးကိုတန်ချိန်ရှိတယ်ဒါပေမဲ့လုပ်ငန်းက ငွေကြေးအခက်အခဲတွေဒါလိုအပ်လာတဲ့အခါမှာဒီလောက်တိတ်တန်းချီရဲ့တင်မော်တွေအစီးတထောင်လောက်ပိုင်နေပြီမဲ့လေဒီတင်မော်တွေကအလွယ်တကူပြန်ရောင်းလို့ရတယ်တနည်းအားဖြင့်တော့ liquidity မြင့်ပိုင်ဆိုင်မှုတွေမဟုတ်တဲ့အတွက်ချက်ချင်းရောင်းပြီးတော့အကျွေးမဆက်နိုင်ပဲနဲ့စိုးတက်စိုးလာပြီးနောက်ဆုံးဒေဝါလီခံလိုက်ရပါတော့တယ်ဒါက liquidity မြင့်ပိုင်ဆိုင်မှုရှိနေဖို့ဘလောက်တောင်အရေးကြီးလဲဆိုတာကိုသိသာစေချင်တာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ရဲ့ personal life မှာရော အဲ့ဒီလိုမျိုး liquidity မြင့်ပိုင်ဆိုင်မှုတွေရှိဖို့မလိုဘူးလားဒါဆိုရင်မိကုန်းတစ်ခုမေးကြည့်မယ်ရှေးလူကြီးတွေကနေဒီနေ့ခေတ်လူတွေအထိတော်တော်များများကငွေလေးပို့လာတဲ့အခါကျရင်ရွှေဝယ်လေးရှိတယ်စကပုံလေးတောင်မှပေါ်လာသေးရဲ့လေမရှိဝမ်းစာရှိတစားတဲ့ကဲဗျာဒါဆိုရင်ဒီလောက်ဝယ်စရာတွေများလာတဲ့အထက်မှာမှဘာလို့ရွှေဆိုတဲ့အရာကိုပဲဝယ်ယူလေးရှိကြတာလဲရှင်းမယ်ထင်ပါတယ်နော်ရွှေက liquidity မြင့်လို့ပဲဖြစ်ပါတယ် ကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာမှာဈေးကွက်ပေါက်ဈေးအတိုင်းအလိုတကူငွေအဖြစ်ကိုပြန်ပြောင်းလို့ရတဲ့အတွက်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ personal life မှာလည်းငွေတန်ဖို့မရောဘူး။အရေးကိစ္စကြီးလာတဲ့အချိန်မှာအလိုတကူငွေအဖြစ်ပြောင်းလဲနိုင်ဖို့အတွက် liquidity မြင့်တဲ့ပိုင်ဆိုင်မှုတွေကိုလည်းပမာဏတစ်ခုအထိဝယ်ယူစုဆောင်းထားဖို့လိုအပ်ကြောင်းကို တင်ပြဝေမျှလိုက်ရပါတယ်ခင်ဗျာ။လုံလောက်တဲ့အသိပညာပြင်းထန်တဲ့အခက်အခဲတွေကိုလူကူစွာနဲ့ จอเพียเซนเนี่ยมาเลย